ခုနကကျွန်တော်ညီလေးကကိုဗစ်ဖြစ်ရောပြီးတော့ကျွန်တော်ဆွတ်တောင်းတယ်မိုးလင်းတယ်ဆွတ်တောင်းတယ်လေးပဲထောက်ပြီးဆွတ်တောင်းတယ်နေတယ်ဆွတ်တောင်းတယ်ဘုရားခင်သူကုသပါယေရှုသူကုသပါတောင်းတယ်ဒါပေမဲ့ကျွန်တော်ဆွတ်တောင်းတာမပြေလိုက်ဘူးကျွန်တော်ညီလေးခေါ်ဆုံးခံလိုက်ရတယ်ကျွန်တော်အဲ့တော့ကျွန်တော်အာစိတ်ဓာတ်ကြခင်ဘာမှမလုပ်ချင်တော့ဘုရားကိုလည်းမယုံတော့ဘူးခေါ်ရင်ထူးတယ်ဆိုတော့ဘုရားကပြောတော့ဟုတ်ပြီးတော့ကျွန်တော်ကဆရာကိုစိတ်ကောက်သွားတယ်ကျွန်တော်အများစိတ်ဆိုးတော့ဘောနော်ကျန်းစာလည်းမဖတ်တော့ဘူးရှင်းလည်းမရှင်းခိုးတော့ဘူးဆွတ်လည်းမဆွတ်တော့ဘူး ကျွန်တော်အဲ့တော့ဘာလို့လဲဆိုတော့နေ့ချင်းမခံလဲကျွန်တော်ဆူတောင်းတာကိုဆူတောင်းတော့ကျွန်တော်အဲ့တော့ကျွန်တော်အမျိုးသမီးကကျွန်တော်ပြောတယ်ဆူမတောင်းတာကြပြီနော်လို့ကျွန်တော်သူပြောတာမမတောင်းချင်ဘူးပေါ့နော်ဒီလိုနေလဲစိတ်လဲကောက်တယ်စားလို့လည်းမဝင်အဲ့လိုလည်းမဝင်လူဘဝမှာလူဘဝဒီတန်တန်းတူတူလေးနဲ့ပြီးသွားရင်ကျွန်တော်ညီလေးဘဝပြီးသွားပြီယုံကြည်ခြင်းမရှိသူကပြီးသွားပြီနော်ကဘာမှာဘာလို့လဲဆိုတော့နေရောင်အောက်မှာနေတဲ့လူသားတွေအားလုံးကဘာမှမတည်ငြဲဘူးစကြောင်းကကြားစားမှပြောတာတော့ နေအောင်မှာဖြစ်တဲ့ကိစ္စလည်းဘာမှမတည်ပြေဘူးဘာမှမထူဆန်းဘူးဒီနေ့ကြီး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 ဘလောက်ပဲကြီးကြီးပါစေတောင်းနေကြော်သွားမှလို့ရှိတယ်ဟုတ်တယ်ဟုတ်ဘာမှမတည်ပြေဘူးဆိုတော့ကျွန်တော်အော်တယ်နေအောင်မှာမတည်ပြေဘူးပေါ့ဒါပေမဲ့ဖျားခွင်ထူးတယ်ဆိုတော့ကျွန်တော်မထူးဘူးဆိုတော့ဒီတိုင်းမနေနဲ့အကြိုက်နေသုံးလေးလောက်နေတယ်ပြီးတော့မလစ်ထားလမ်းလျှောက်တဲ့အချိန်တော့ရှိတယ်လေအသက်လည်းလည်းကြီးပြီဆိုတော့လျှောက်တဲ့အချိန်ရှိတော့လမ်းလမ်းသာလျှောက်တယ်လျှောက်တဲ့ခါကျတော့ဒီပြည်နဲ့ကျန်းစာဖတ်ဖို့အတွက်အပိုက်လေးကအုံတော်တွေတဖြည်းတဖြည်းဝင်လာတယ်ဝင်လာတော့ဗာလဲဆိုတော့ဖျားတခင်ကတဲ့ ဘယ်လိုပြောရမလဲကျွန်တော်ညီလေးကိုလူကောင်းလို့ပြောတာမဟုတ်ဘူးเนาะဒါပေမဲ့လူလောကအမြင်မှာတော့ तू ကအရန်မကောင်းတာမလုပ်ဘူးပေါ့နော်မဆိုးဘူးပေါ့နော်အဲ तू လည်းမဆိုးတဲ့လူတယောက်ပါဘာလို့အသက်90နဲ့ तू ကိုခေါ်သွားတယ်လေပေါ့ကျွန်တော်ကစိတ်ဆိုးတယ်ဒါပေမဲ့ကျန်းစာထဲမှာဟေရှာရတဲ့မှာပြောတာလို့အဲ့ဒီလူကောင်းတွေအတွက်စစောခေါ်သွားတာဒေါ်လာမဲ့သူခံရမဲ့ဒုက္ခတွေကိုဘုရားတခင်ကမခံဆဲခြင်းလို့ခေါ်သွားတာတဲ့အကျိုးဆက်တဲ့မှာနေတဲ့ချင်းတွေရဟုတ်နေတဲ့ပြင်းတွေရပြီးတော့ပြီးတော့ ဘုရားသခင်ကသူ့ကိုယုံရင်ပေါ့ Book of Life ထဲမှာအစောထဲမှာကျွန်တော်နာမည်ပါအောင်နေကျွန်တော်တို့ထဝရအသက်ရမှာပေါ့နော်ဆံဘွယ်ဘွယ်အောင်မယ်ပေါ့အရှင်ပြောရမှာဆိုကျွန်တော်အနေနဲ့ပေါ့နော်ဆံဘွယ်ဘွယ်အောင်မယ်ဆိုရင်တော့ eternal life ရမှာပေါ့ဒါမပူပါနဲ့မဆိုရင်လည်းဘုရားကရှိတယ်ဆိုပြောပြနေဒီချမ်းပါတယ်ကျွန်တော်ကောင်းတယ်မှာတစ်သေးသေးပြန်ဝင်လာတာတစ်သေးသေးပြန်ထဲတာကျတော့ကျွန်တော်ပါစဉ်းစားမိလဲဆိုတော့အော်ဘုရားတခင်ကကျွန်တော်ဆုတောင်းတာကိုမထူပဲနဲ့ तू ကလက်ပြီးကျွန်တော်နေတန်းတစ်မျိုးနဲ့ ဖော်ပြတာဆိုကျွန်တော်သဘောပေါက်လိုက်တယ်။ဘိုးဘာလဲကျွန်တော်ကနောက်ဆုံးရတော့အော်ဖရားတခင်ကိုဘယ်လိုမှဆန့်ကျင်လို့မရပါဘူးဆိုကျွန်တော်သဘောပေါက်သွားတယ်။အဲ့တော့ကျွန်တော် I surrender ဆိုပြီးကျွန်တော်ကျွန်တော်သူ့အရှင်ဘုန်းကြီးကိုမြေထောက်ခံပြီးမဒူးထောက်ပြီးကျွန်တော်တို့ကိုလက်ခံပြလက်ခံသွားတယ်။လက်ခံပြကျွန်တော်အဲ့ဒီမှာကျွန်တော်ကနေရှင်းခံနိုင်တယ်ခင်ဗျ။ဟုတ်တခါကျွန်တော်စိတ်ထဲမှာငြိမ်းချမ်းမှုတွေရတယ်ကျွန်တော်ညီလေးထွက်ခွာသွားတာလားကျွန်တော်စိတ်ထဲမှာတည်တည်မှုတွေရတယ်အော်သူကတော့ဘုရား rest in peace ပေါ့နော်အဲဒီတော့က rest in peace ဆိုတော့ဘာလဲတိတ်နားမလဲဘူးဘုရားကတကယ်သူငြိမ်းသွားသွားပြီအခုလိုကျွန်တော်တို့ဒီလောကမှာရှိနေရင် လောက်ပဲအဆင်ပြေနေပါစေအဆင်မပြေတာရှိတာဟုတ်တယ်ဟုတ်လောကမှာလုံးအဆင်ပြေတယ်လို့ဆိုတာမရှိဘူးဆိုတော့အဲ့ဒါကျွန်တော်ကဒီနေ့ share လုပ်ချင်တာ share လုပ်ချင်တဲ့ဘောကလောကမှာအခုကျွန်တော်တို့အသက်ရှင်နေရတာအသက်ရှင်ခွင့်ရတာစကားပြောခွင့်ရတာအောက်ကရည်သားနေပြောတာကြားရတာလူတွေဆဲတာနေကြားရတာအလုံးကကောင်းကြီးမင်္ဂလာပဲကျွန်တော်တို့မသိချစ်တဲ့အရာတွေဆုံချုံသွားပြီမဲ့ကောင်းကြီးဆိုတာကျွန်တော်ရှင်မှာရှိပြီးသားလို့ကျွန်တော်လက်ခံတယ်ဒါကျွန်တော်ဒီနေ့ amazing grace ဆိုတဲ့အခြေအနေနဲ့အားလုံးနဲ့ share လုပ်ချင်တယ်နော်အလုံးအဲ့ဆိုပြကြနော်